အရက်ပူပူပိုက်ရွှဲရွှဲပိဿအဖြူကိုခါအောက်ပိုင်းမှာစီးပေးထားလိုက်ရင်ဂေါရမမြတ်စွာဘုရားဝေဒန္တရာမင်းဖြစ်စဉ်ကသာသမီတွေကိုအလူခံခဲ့တဲ့ပုံနာလိုရုပ်ရည်မျိုးပိုင်ဆိုင်ထားတဲ့သူမျက်လုံးလေးကလေးကလေးနဲ့မယောင်လိုက်ချိကိုကလေးညွတ်ကညွတ်ကတတော်ဦးတင်တဲ့သူပြည်သူအစိုးရကတင်မြောက်ခဲ့တဲ့နိုင်ငံတော်သမ္မတကြီးကို2021ခုနှစ်အာဏာသိမ်းမှုမှာကိုတိုင်တွားရောက်ဖမ်းဆီးခဲ့သူပြည်ထရေးဝန်ကြီးဟောင်းမရဖြစ်သူဒေါ်နီလာစိန်ကလည်းအကြီးအကျယ်အာဏာမှမောပြီး လူမိုက်သားရန်ကဆိုတယ်လို့သားရီရဲ့ရန်ကမှုနဲ့အာနာရှင်အလိုကြငရဲတကားဝမှာအချင်းချင်းဖျက်ချောက်ပေးခဲ့ပြီးမြဲစစ်ခုံရုံးနဲ့အဆုံးသတ်ခဲ့ရသူကျွန်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာ ဒီတစ်ပတ်တင်ဆက်ပေးမယ့်စစ်ဘုတ်ချုပ်ကတော့ဒုတိယဘုတ်ချုပ်ကြီးစိုးထွတ်ပဲဖြစ်ပါတယ်။စိုးထွတ်ဟာ ODS အပတ်စဉ်64စင်းဖြစ်ပြီး2016ခုနှစ်မှာအမတ်6စစ်စင်ရေးအထူးအဖွဲ့မှုနဲ့တက်မတော်စစ်ဘက်ရေးရာလုံခြုံရေးစရပအရာရှိချုပ်ဖြစ်လာခဲ့ပါတယ်။2021စစ်အာဏာသိမ်းမနက်ခင်းနိုင်ငံတော်သမ္မတကြီးဦးဝင်းမြင့်ကိုဖမ်းဆီးချိန်မှာသူကိုယ်တိုင်ကုတ်ခဲ့ခဲ့ပါတယ်။ အာနာမသိငင်ပြည်ထရေးဝင်ကြီးအပြောင်းအလဲမှာသမ္မတကြီးဦးဝင်းမြင့်ကလွတ်တော်အတည်ပြုချက်နဲ့ခန့်အပ်ထားခဲ့တာပါလေးလလက်ရှိတော်ပြည်ထရေးဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးရာထူးနေရတွင်သမ္မတကာကွယ်ရေးဦးစီးချုပ်မှပေးပို့လာတဲ့သမ္မတစစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ်ဒုတိယဗိုလ်ချုပ်ကြီးစိုးထွတ်အားခန့်အပ်တာဝန်ပေးလိုပါသည်ဖြင့်ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှန်930နှင့်ပုံမှန်ခွဲကားငယ်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုံမှန်ဆက်နှင့်ပုံမှန်ခွဲခခွေတို့ပါပြဋ္ဌာန်းချက်များအရာပြည်ထောင်စုလွတ်တော်၏သဘောတူညီချက်ရယူပေးနိုင်ပါရန်ပေးပို့အပ်ပါသည်ပူတွဲကိုရေးမတန်းတစုံ ပုံဝင်းမြင့်နိုင်ငံတော်တမရဖြစ်ပါれသူအရင်ပြည်ထရေးဝန်ကြီးဖြစ်ခဲ့သူဗိုလ်ချုပ်ကြီးကျော်စွေနေရာကိုစိုးထုတ်တဲ့နေရာလဲပေးဖို့မင်းအောင်လှိုင်ကအမိစရင်တင်သွင်းခဲ့တာဖြစ်ပါれအာနာသိမ့်ပြီးချိန်စစ်ကောင်စီခန့်ဝန်ကြီးတွေထဲမှာ အရသာအစိုးရလက်ထက်ခန့်အပ်ခြင်းခံခဲ့ရတဲ့တဦးတည်းသောလူတွေဖြစ်ပါတယ်။စိုးထွတ်ဟာကိုချင်းမီကိုဖြိုးစရာတော်တို့ကိုကြိုးပေးတပ်ဖြတ်မှုမှလည်းအနီးကပ်ကုတ်ကဲခဲ့တယ်လို့သိရပါတယ်။ဒီလိုကုတ်ကဲခဲ့တဲ့စိုးထွတ်ကိုမင်းအောင်လှိုင်ကတချိန်မှာလူသက်တရက်ခန့်ဖြစ်ပါတယ်လို့ထိုးကြွေးဖို့ကြံစီနိုင်တယ်လို့သုံးသပ်သူတချို့လည်းရှိပါတယ်။ဒီလိုစစ်ကောင်းဆောင်ယုံကြည်ခဲ့သူဗိုလ်ချုပ်ကြီးတဦးစစ်ခုံရုံးရောက်ခဲ့ရတဲ့ဖြစ်ရပ်ကိုကြည့်ရင်အာနာရှင်ဆိုတာခိုင်းနွားမွေးတယ်လို့ပဲဆိုတာပိုသေးကြလာခဲ့ပါတယ်။ စစ်ကောင်စီကဝန်ထမ်းအရက်သားကဆလို့စေးပုတ်ချုပ်ကြီးတွေအကုန်လုံးဟာခိုင်းလို့ရသမျှနင်းကန်အခိုင်းခံရပြီးအိုဘီနာဘီဆိုမှ အသားပေါ်လို့ရောင်းစားခံရတဲ့နွားရကောင်ထက်မပူပါဘူးဂျိုးတရေနဲ့အယိုးကြံရင်တော့ဂျိုးကိုကောင်းပြီးလို့ပြီးတရေကိုနေလန်းရောင်းစားအယိုးကိုလွှတ်နဲ့ထိုးလို့တရုတ်တွေစောတဲ့မာကြောက်လောက်ရောင်းကျင် ရောင်းအောင်မဲ့အာနာရှင်တွေပါ အာနာရှင်ဆိုတာဟာလေနှစ်သိုးလို့အစိုးမရပါဘူးနှစ်သိုးရှိမှအဝိစအနီကိုရမ်းပြနေရင် ဂျုံနဲ့ပတ်လိုက်လို့ဘိုက်ပေါက်ရရိုးထုံးစံဟာမြန်မာနိုင်ငံကအာဏာရှင်အဆက်ဆက်ကိုကြည်ရင်သိနိုင်ပါတယ်။ဒါဆိုစိုးထုတ်ဘလို့ရာဇအမျက်တင်ခဲ့ရပါတည်းအာဏာသိမ်းပြီးချိန်စစ်ကောင်စီရဲ့အကြမ်းဖက်ဖမ်းဆီးနှိပ်စက်မှုတွေကြောင့်နိုင်ငံအနှံ့အကျဉ်းထောင်တွေထဲရောက်ခဲ့ရသူအရက်သားပြည်သူကြားမှကြီးငယ်မရွေးအားလုံးစိုးထုတ်ကိုမြင်ဘူးခြင်းမှမြင်ဘူးပါလိမ့်မယ်။မြင်ဘူးခဲ့ရင်လည်းနာမည်နဲ့လူတွဲမိမှမထင်ပါဘူး။ ာနာယုစစ်ဘော်ချုပ်တပ်ရဲ့ကြည်စမ်းလေးပြည်သူတွေရဲ့ဥကောင်းနှလုံးသားနဲ့ဝမ်းပိုက်တွေကိုဖောက်ဝင်သွားရခြင်းမှာတနတ်ကြည်စံနဲ့အမိန်သုံးခုပေါင်းစုံသွားရခြင်းကြောင့်ဖြစ်ပါတယ်။မင်းတို့ဒီကောင်းလေးညင်သွားအောင်ကြိုက်တဲ့နီးနဲ့လှုပ်လိုက်လို့စစ်ကောင်းဆောင်ကပြောလာခဲ့ရင်အမိန်စည်းစင်းလာခဲ့တဲ့ဒုတိယအရင်မြစ်ဟာအဲ့ဒီအချိန်ကပြည်ထရေးဝန်ကြီးတာဝန်ယူထားရသူစစ်ကောင်းဆောင်ရဲ့နောက်လိုက်ခွေးဒုဗိုလ်ချုပ်ကြီးစိုးထုတ်ပေဖြစ်ပါတယ်။ဒီနေရာမှာပြည်ထရေးဆိုတာဘာလဲချင်းပြခြင်းပါတယ်။ ပြည်သူကိုအနိကက်ထိန်းချုပ်ထားတဲ့အဖွဲ့အစည်းအားလုံးကိုပြည်ထရေးဝန်ကြီးဌာနတစ်ခုတည်းကကင်တွေထားပါတယ်။သူ့ရဲ့အောက်မှာမိသက်ဦးစီးဌာနအကျဉ်းဦးစီးဌာနအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမြန်မာနိုင်ငံရဲတပ်ဖွဲ့အားလုံးရှိပါတယ်။တေချာစဉ်းစားကြည့်မယ်ဆိုရင်ဒီဌာနတွေအားလုံးဟာပြည်သူနဲ့အနီးစပ်ဆုံးဖြစ်ပြီးအားလုံးဟာလည်းပြည်သူကိုတနည်းနည်းနဲ့ထိန်းချုပ်နေတဲ့ဌာနတွေဖြစ်ပါတယ်။ဒီနေရာမှာချွင်းချက်အနေနဲ့မိသက်ဌာနကိုတော့တိတ်မပြောလို့ပါဘူး။ ဒါတောင်ပြီးသက်ဌာနမှာအရင်ထောက်လိုင်းရေးခေအဆက်ဆက်ကတုတ်သွင်းထားတဲ့အတွေးခေါ်တွေအများကြီးရှိနေပါသေးတယ်။အဲ့ဒီတော့အချင်းဦးစီးဌာနဆိုတာခိုးဆိုးလူရက်နေတဲ့လူဆိုးတွေကိုထိန်းချောင်းဖို့တက်ခေအဆက်ဆက်ကျောင်းသားတဲ့နိုင်ငံရေးအချင်းသားတွေကိုနှိပ်စက်ဖို့အတွက်တီဆောက်ထားတဲ့ဖိနှိပ်ရရန်တွေအတခုပါ။ဒီအချင်းတောင်တွေထဲမှာလူငယ်ဗနဦးဦးရှိုးခံခဲ့ရတယ်လေ။ကျောင်းသားဗနယောက်များအသက်ပေးခဲ့ရတယ်လေ။ယဟန်တန်ကာနဲ့အသက်ကြီးပုဂ္ဂိုလ်တွေဘလောက်နှိပ်စက်ခံခဲ့ရပါသလဲ။ နိုင်ငံရေးအကျဉ်းသားပေါင်းဘလောက်များများကြိုးစင်တက်ခဲ့ရသလဲမမေ့သေးရင်သတိရကြမှာပါအထူးဆောင်စားစစ်ဆေးရေးဆိုတဲ့ခေါင်းစဉ်အောက်မှာတော့ဖန်စီညှင်းပန်းနှိပ်စက်ပြီးစိတ်ရောကိုယ်ပါဘလို့ရိုက်ချိုးခံခဲ့ရသလဲတချို့ယောက်ျားချင်းမကြီးတွေကိုစောအိုအတွင်းအရာဝတ္ထုထိုးသွင်းနှိပ်စက်ခဲ့တာအမျိုးသမီးတွေအပေါ်အုပ်စုဖွဲ့ရုပ်မာခဲ့တာတွေတမိုင်းမှတ်တမ်းတွေမှာအပြည့်ပါဒီမှတ်တမ်းတွေကိုရေးသားခဲ့သူတွေတချို့အသက်ရှင်လျက်ရှိပါသေးတယ် ထွေအုပ်ဆိုတဲ့စကားလုံးကြားရင်လဲနှကောင်းရှုံးမိကြမှာပါနာမည်ကိုကယင်သီးလွန်ပါတယ်အထွေထွေအုပ်ချုပ်ရေးတဲ့နောက်ဆုံးတစ်ခုကတော့အယွန်ရှာဆုံးနာမည်ပါကုညီမဲပါရင်ရစေရမယ်ဆိုတဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့ပဲဖြစ်ပါတယ်အာနာသိမ့်ပြီးချိန်မှာတရားဥပဒေတွေယော့ပါလာတယ်ခုံးမှုလူမှုလူသတ်မှုမရိမ့်မှုထက်နိုင်ငံရေးပြည်မှုကပိုကြီးလာတယ်နိုင်ငံအနှံ့ကတခိုးချဖို့နဲ့မရင်းကောင်တွေကိုစီမံချက်နဲ့စစ်ကောင်စီကလွတ်ပေးတယ် ဒီရာဇဝိကောင်တွေကနိုင်ငံအနှံ့ပတ်သွားပြီးခိုးတယ်လုတယ်မရင်းကျင်တယ်လောင်ကစားမှုနဲ့ပြန်လွတ်လာတဲ့ကောင်တွေကဟိုးယခင်အာနာရှင်အဆက်ဆက်ကလောင်ကစားလုပ်ငန်းမျိုးစုံကိုပေါပေါထင်းထင်းပြန်လုတယ်ရဲလိုင်းကြီးပြီးတယ်ရွာလိုင်းကြီးပြီးတယ်တကူးကရဲနဲ့လှုပ်ရှားတယ်မရင်းကောင်ကလူသက်တယ်အခုပြောခဲ့သမျှရာဇဝိကောင်တွေနဲ့မြန်မာနိုင်ငံရဲတပ်ဖွဲ့ဆိုတာတုတ်တန်နဲ့ဇရက်လိုဖနှက်ပြက်နဲ့ခွေးငတ်လိုအနူနဲ့ပွေးကွက်လိုတွန်တွဲလျက်ရှိကြတယ် ရဲတပ်ဖွဲ့လောက်ရမှာကသူတို့လောက်ရက်တွေကိုထောက်ပြရဲတဲ့နိုင်ငံရဲ့အသိစိတ်တဲ့ရှိသူတွေကိုဖိနှိပ်ဖို့ပဲဒါမြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့အလုပ်ဒီလိုပြည်သူနဲ့အနည်းဆုံးမှရှိပြီးပြည်သူကိုဖိနှိပ်လို့ရမယ်ဖျက်ဆီးလို့ရမယ်ဌာနတွေကိုပြည်ထရေးဝန်ကြီးဌာနဆိုတဲ့လက်အောက်မှာထားတယ်ပြည်ထရေးဝန်ကြီးကထိန်းချုပ်တယ်အာဏာသိမ်းပြီးတဲ့အခါဒီဖိနှိပ်ရေးတွေကိုကင်တွယ်လို့ရတဲ့ပြည်ထရေးဝန်ကြီးစိုးထွတ်ဟာအာဏာရှင်နဲ့အလို့တူအလို့ပါနံပါတ်တုတ်ကင်တန်တက်ကင်ခိုင်းပြီးပြည်သူတွေကိုတတ်ဖြတ်ပါတော့တယ် မောင်ရင်ကတိမိုက်ကန်းတီထပ်ပိုကန်းတယ်လို့ပဲပြောရပါမယ်။ဒီတော့စိုးထုတ်တယောက်ထဲမိုက်ကန်းသလားဆိုရင်မဟုတ်ပါဘူး။သူ့မိမဟာလဲတကယ်ပါရမီဖြည့်ပါဖြစ်ပါတယ်။ဒုဗိုလ်ချုပ်ကြီးစိုးထုတ်ရဲ့မျိုးရိုးကိုပြောရရင်စိုးထုတ်ဟာနာဝတာစေအာနာရှင်လက်ထက်2000တခုနှစ်မှာဖြစ်ပွားခဲ့တဲ့လေရင်ပြတ်ကြမှုမှာတေဆုံးသွားသူတွေတဲတဦးအပါဝင်ဖြစ်တဲ့ဘုံမှုချုပ်လုံးမောင်ရဲ့သားလည်းဖြစ်ပါတယ်။စိုးထုတ်ရဲ့ပါရမီဖြည့်ပတ်ကတော့ဒေါ်နီလာစိန်ပါ။ သူတို့မှာသားသုံးယောက်ရှိတယ်လို့သိရပါတယ်။မင်းတန်းထွတ်၊စိုးမင်းထွတ်၊စီသူထွတ်ဆိုပြီးနာမည်အပြန်စားတွေပေးထားပါတယ်။လူနာမည်ကသာအပြန်စားဖြစ်ပေမဲ့လူမိုက်သားရန်ကားတဲ့သူတွေပါ။ပထမသူမိမအကြောင်းပြောပါမယ်။စိုးထွတ်ရဲ့မိမနီလာစိန်ဟာဝန်ထမ်းတွေနဲ့အရာရှိကတော်တွေကိုသူ့နောက်လိုက်အဖြစ်စိတ်ချတိုင်းခိုင်းစေနေတယ်လို့ဝန်ကြီးဌာနအရာရှိကတော်တွေရဲ့တင်ပြရက်ွက်ကသိရပါတယ်။ဒေါနီလာစိန်ဟာလင်းတော်မောင်စိုးထွတ်ပြည်ထရေးဝန်ကြီးဖြစ်ကာစားကတင်ငိမ့်တယ်လို့လို့နဲ့ အာနာသိမ့်ပြီးချိန်မှာတော့သူ့ရဲ့မူလဇယုတ်ပေါ်လာခဲ့ပါတယ်။ဝန်ထမ်းတွေကအစလို့ကတော်အတိုင်းဝိုင်းအထိသူလိုသလိုခေါ်ယူခိုင်းစေတတ်တဲ့အာနာယူအမျိုးသမီးတအုပ်ဖြစ်နေပါတယ်။သူတို့မိသားစုအိမ်တွင်းကိစ္စတွေကိုအစီကံခိုင်းတယ်လို့ခိုင်းနေအပြင်သူတို့ကိုယ်ပိုင်စီးပွားရေးတွေကိုပါခေါ်ယူခိုင်းစေနေတယ်လို့ခေတ်သစ်မီဒီယာကရေးသားထားတာလည်းတွေ့ရပါတယ်။အရာရှိကတော်တချို့ကလည်းသူတို့လင်းတွေယာဒူးတိုးကျင်တော့ခိုင်းသမျှလုပ်ပေးပြီးဖားရနေကြတာလည်းရှိပါတယ်။ ခိုင်းယုံနေမဟုတ်ပဲနီလာစိန်ဈေးဝယ်ထွက်တဲ့အချိန်ဒီမှာသူဝယ်သမျှကိုအိတ်ဆွဲဖနှက်ကန်အရာရှိကြော်တွေကငွေကြီးစုပြီးအကုန်ကြခံရှင်းပေးနေရတယ်လို့လဲသိရပါတယ်ဒီအပြင်ဒေါ်နီလာစိန်နဲ့ဆက်ဆက်တဲ့လုပ်ငန်းတွေမှာဝန်ထမ်းတွေမဝယ်မနေရပြောထားလို့လင်းရွေစီကငွေတောင်းပြီးဝယ်နေရတဲ့အကြောင်းမဝယ်ပြန်ရင်လဲဒေါ်နီလာစိန်ကစိတ်ဆိုးပြီးကြော်တွေရဲ့လင်းတွေကိုနေရာပြောင်းတာကြောင်ထိုးတာတွေလဲလောက်တဲ့အကြောင်းသိရပါတယ် ထွေအုပ်ဆောက်လုပ်ရေးရဲတပ်ဖွဲ့လိုင်းငန်းဆောက်လုပ်ရေးနဲ့အကျဉ်းဦးစီးနဲ့ဆိုင်တဲ့ဆောက်လုပ်ရေးတွေမှာတင်နာအောင်ဖို့နီလာဆိုင်ကိုလက်ထိုးရပြီးပောက်ပေါက်ရှာရှာဝန်ထမ်းတွေနဲ့ကတော်အတိုင်းဝိုင်းကိုသူပြောတဲ့ဆိုင်ကိုသွားပြီးမျက်ခုံးတက်တူးထိုးရမယ်လို့လည်းအမိန်ပေးတတ်ပါသေးတယ်။အာနာရှင်စစ်ဘိုလ်ချုပ်အတိုင်းဝိုင်းမှာလင်ဖြစ်သူယာဒူးအာနာတက်လာတာနဲ့အမျှမရဖြစ်သူတွေကလည်းမာနထောင်လွှားလာပြီးသူတို့လက်လန်းမီယာအတိုင်းဝိုင်းမှာအာနာပြလာတတ်ကြပါတယ်။ဒီစစ်ဘိုလ်ဂရော်ရီကိုယ်တိုင်လည်း တစ်ချိန်ကသူတို့ကိုယ်တိုင်ခံခဲ့ရဘူးတော့သူတို့အလဲပြင်ရောက်လာတဲ့အခါသူတို့ခံစားခဲ့ရတဲ့ trauma ကို သူတပားအပေါ်ယုံမာမှုနဲ့အာသာဖြေတတ်ကြပါတယ်ဒီလိုစိတ်ဓာတ်တွေနဲ့မှကျွန်တော်ကစိုးထွေးရဲ့ပါရမီဖြည့်ပဲလို့လှဲ့လိုက်လဲလဲတုံးလုံးလိုက်တာပါလူမိုက်သားရန်ကဆိုသလိုသူတို့သွေးသားကနေပေါက်ဖွာလာတဲ့သားတွေကလည်းအတုမြင်အတက်တင်ပါပဲအာနာသိမ့်ပြီးတိတ်မကြခင်ပါပဲနေပြီးတော့အေယာဝတီလမ်းပေါ်ကနာမည်ကြီးအိဇလန်စားတော့ဆိုင်မှာရံပွဲတစ်ခုဖြစ်ပွားခဲ့ပါတယ် ဘော်ဒီဂတ်ဆာယာဖာတချို့ကခလန်လမ်းမှာနေပြီးစိုးထုတ်သားစီသူထုတ်ကဘားမှာအမျိုးသမီးနှစ်ယောက်နဲ့ထိုင်နေချင်းတခြားဝိုင်းကယောက်ျားလေးတွေကစီသူထုတ်တို့ဝိုင်းကအမျိုးသမီးကိုစားတော့လိုက်မိပါတယ်ဒီအခါမှာစီသူထုတ်ကဖန်ခွက်တွေပလင်းတွေနဲ့တစ်ဖက်ကိုပစ်ပေါက်ပြီးမိုက်ကြီးခွဲပါတယ်ဆိုင်ကဝန်ထမ်းတွေကဖြန့်ဖြေးပြီးမဲ့မင်းတို့ကဘာကောင်မို့လို့လဲဆိုပြီးဝင်ကြီးသားဘက်ကစထိုးရင်းဆိုင်ကဝန်ထမ်းတွေနဲ့ပါပြဿနာဖြစ်ခဲ့တာပါရဲတပ်ရင်းကရဲတွေနဲ့ရဲကအစိမ်း၃၀လောက် ရောက်လာပြီးစိုက်မာရှိတဲ့ဝန်ထမ်းအားလုံးအပြင်ဝန်ထမ်းရဲ့ဇနီးနဲ့လာသားအရွယ်ကလေးတအုပ်ကိုပါဖမ်းဆီးခေါ်ဆောင်သွားတာခံလိုက်ရပါတယ်။စိုင်းတဲ့ကချစ်သမျှအခန်းအားလုံးကိုရိုက်ဖွင့်ပြီးစိုင်းချီလူအကုန်ခေါ်သွားခြင်းဖြစ်ပါတယ်။ဝန်ထမ်းတွေကိုလက်ပြန်ကြိုးတော့လက်ထိတ်ခတ်ပြီးအမတ်တရဲစခန်းစီကိုခေါ်သွားပါတယ်။ငါဝင်ကြီးသားကွာဆိုမှပြည်ထရေးဝင်ကြီးသားမှန်သိရပြီးစိုင်းချင်းအပါဝင်ဝန်ထမ်းတွေပုံမှန်မျိုးစုံနဲ့အမှုဖွင့်ခံလိုက်ရပါတယ်။ကျွန်တော်ပြောတဲ့လူမိုက်သားရန်ကားဆိုတာမဟုတ်ပါလားခင်ဗျာ။ ါပေမဲ့လင်ကောမရကောတားရီကောအာနာရှင်လက်အောက်မှာကြာကြာ မထောင်လွှားလိုက်ရပါဘူး2023ခုနှစ်မှာမင်းအောင်လှိုင်ကစိုးထုတ်ကိုစိတ်ခုံယုံပို့လိုက်ပါတယ်နောက်ပိုင်းမှာသူတင်မကသူသားတအုပ်ပါဖန်စီခံလိုက်ရပါတယ်တဆိုင်ရာဥရီပုံမှန်များဖြင့်ဆွဲချက်တင်ကစစ်တရားရုံးဖြင့်စစ်ဆေးဆင်ရင်ပြီးထောင်တန်း9နှစ်ချမှတ်ခဲ့ကြောင်းနဲ့အမှုမှာပါဝင်ပတ်သက်ခဲ့သူများကိုနေဘက်တရားရုံးနှင့်၎င်းမြန်မာနိုင်ငံရဲ့တပ်ဖွဲ့မှတာဝန်ရှိသူများကို ရဲစီကန်းပြင်၎င်းဆက်လက်အေးအေးယူဆောင်ရွက်လက်ရှိကြောင်းတင်ပြရှိပါရခင်ဗျာဆိုတိုမိသားစုစီးပွားရေးအင်ပါရာဟာတတော်ကြဲကြဲပြင်းပြန်ရှိပါတယ်ကုမ္ပဏီနာမည်အမျိုးမျိုးနဲ့တတ်ထုတ်ဒူးပေါ်ရေးတန်ငွေထုတ်ယူရေးစောက်လုပ်ရေးခရီးသွားလုပ်ငန်းတိတ်ထုတ်လုပ်ရေးကုန်ပစ္စည်းထုတ်လုပ်ရေးမြို့ပြအင်ဂျင်နီယာလုပ်ငန်းတွေနဲ့လက်လီလက်ကလုပ်ငန်းမျိုးစုံကိုလှုပ်ဆောင်ခဲ့ပါတယ်ဆိုတိုပြည်ထရေးဝင်ကြီးတာဝန်ယူပြီးနောက်မှာတောင်းရီရေးစီးပွားရေးတောင်းကျမ်းမှုဇနီးတွေရဲ့ငွေတောင်းကျမ်းမှုတွေကြောင့်တိုင်ကြားခံရပြီးနောက်မှာ အခုလိုအဖမ်းခံရတယ်လို့မှတ်ချက်ပြုတာတွေရှိနေပေမဲ့မြန်မာစစ်အာဏာရှင်တမိုင်းမှာသူတို့အမျက်ချသွားရင်အဲ့ဒီလူကိုအကျင့်ပြတ်ချဆောင်မှု အာဂတိလိုက်စားမှုနဲ့ဆွဲချက်တင်ထောင်ချတတ်စမြေပါမြန်မာစစ်တပ်ကလာကစားစစ်ဗိုလ်ချုပ်တွေအချမ်းသာဆုံးစီးရင်ဝင်လာခြင်းမှာသူတို့နောက်ကွယ်မှာလက်စားမှုလောက်ပိုင်ခွင့်အာဏာနဲ့စီးပွားရေးတောင်းညမှုဆိုတာတွေဟာမြန်မာနိုင်ငံမှာလူတိုင်းသိတဲ့ရှုပ်ဝှက်ချက်ပါမယောင်လိုက်လဲသိနေပြီးသားဖြစ်ပါတယ်အခုစိုးထုတ်ကိုတကယ်ပဲအာဂတိလိုက်စားအကျင့်ပြတ်တာကြောင့် အရေးယူလိုက်တာလားဒီတပ်ပေါ်တဲ့အကြောင်းပြချက်တွေများရှိနေအောင်မလားပြည်ထရေးဝင်ကြီးပြုတ်ထောက်လန်းရေးမှုချုပ်ပြုတ်ဘုံဒီဆိုတဲ့ကောင်ဟာ1980ဝင်းကျင်မှာအကျဉ်ထောင်ဥပဒေကိုပြင်ဆင်တဲ့ပြင်ဆင်တဲ့အခါဘုံဒီကအကျဉ်သားတယောက်ပြစ်ဒဏ်စီရင်ခြင်းခံထားရသူရဇဝဲသားတယောက်ကနောက်မှုရှိသေးလို့နောက်မှုအတွက်တရားရုံးထုတ်ရုံးထွက်ရမယ်ဆိုရင်ခြေချင်းခတ်ပြီးထုတ်စီထွက်စီဆိုတာကို အမိန့်ထုတ်ခဲ့ပါတယ် ခြေချင်းခက်တာများဘာဖြစ်တာမှတ်လို့လို့ထင်ရင်ဆရာကြီးဝင်းတင်ထွန်းရေးသားခဲ့တဲ့ခြေချင်းဆိုတဲ့ကိုရီးဝိတ္ထုတို့ကိုဖတ်ကြည့်ရင်ခြေချင်းဒုက္ခကိုကောင်းကောင်းသိရပါလိမ့်မယ်ဒီထောက်လိုင်းရဲ့မှုချုပ်ဘုံဤနောက်ဘဝမကူပဲဝိလေပါလိမ့်သူ့အဖေကြီးဦးနေဝင်းကသူ့အာနာလူမာဆိုလို့အင်းစိန်ထောင်ထဲပို့လိုက်တော့ဘုံဤခမားသူ့ထုတ်ခဲ့တဲ့အကျဉ်ထောင်ဥပဒေအရခြေချင်းခက်ခံရပါကောလားဥပ္ပုန်ဤကိုခြေချင်းခက်ပြီးတဲ့ထောင်သားကဆရာကြီးဝင်းတင်ထွန်းကိုပြောပြတယ် ပြည်ထရေးဝင်ကြီးပြုတ်ဥပိုနီကိုခြေချင်းခတ်ပြီးတော့ဘုံနီခမရငိုးချတဲ့ထို့အတူထောက်လိုင်းရေးဘိုခင်ညွန့်လဲဒေါန်စန်းစုကြည်ကိုထောင်သွင်းအကျဉ်းချဖို့စောက်ခဲ့တဲ့အခမ်းပါပဲသူကိုယ်တိုင်ဖန်စီအကျဉ်းချခံခဲ့ရပါတယ်ကျူးလွန်သူကန်တအားကောင်းနေချိန်မှာအကျိုးမပေးသေးပေမဲ့ကံအကျိုးပေးတစ်ချက်ကလေးတိမ်းဆောင်းသွားတာနဲ့အာကုသောဆိုတာအလုံးလိုက်အရင်လိုက်ဝင်လာတတ်တာတံဝေကရစေရပါ2021ခုနှစ်စစ်အာဏာသိမ်းပြန်တော့ နာဆာကားလို့သူတို့ကိုသူတို့တတ်မှတ်ခေါ်တော်တဲ့အာနာသိန်းစစ်အုပ်စုနိုင်ငံကောင်းဆောင်တွေကိုဖမ်းဆီးထိန်းသိမ်းတော့ပြည်ထရေးဝင်ကြီးတာဝန်ယူထားတဲ့ဒုရယာပုတ်ချုပ်ကြီးဇိုးထုတ်ကအနီးကတာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။ဒါပေမဲ့အာနာသိန်းပြီးနှစ်နှစ်ကျော်ကာလအတင်းမှာပဲသူ့အဖေကြီးမင်းအောင်လိုင်ကယာဒုကရှနောက်သိမ့်မကြပါဘူးစစ်ခုံရုံပို့ပြီးထောင်၅နှစ်ချလိုက်ပါတယ်။ဒီအပြင် သူသား၃ဦးတည်းကတအုပ်ကိုလည်းစစ်ကောင်စီကဖမ်းဆီးပြီးစစ်ဆေးတာပါခံလိုက်ရပါတယ်။ မိသားစုဝင်တွေနဲ့နေအိမ်ကိုလည်းစစ်စင်းမှုတွေလုပ်နေတယ်လို့သိရပါတယ်။အာနာယုမင်းအောင်လိုင်းအလို့ကြောင့်မိုင်လုံးကြီးပေးခဲ့တဲ့စိုးတို့ခက်များနောက်ဆုံးတော့အန်ကျိတ်တောက်ခေါက်ပြီးစိတ်ထဲကနာကြီးုံပဲတက်နိုင်ပါတော့တယ်။တကယ်လို့အခုလိုထောင်ငါးနှစ်ရှာခံလိုက်ရတာဟာဆာရက်ပေါ်မှာပဲရှိရင်တော့သူစစ်ကောင်းဆောင်အဖို့လုပ်ပေးခဲ့တဲ့စစ်ရာဇဝတ်မှုတွေအတွက်စစ်ကောင်းဆောင်စီကပြန်ရလိုက်တာဒါလားဆိုပြီးခံပြင်းနေရင်လည်းခံပြင်းနေမှထင်ပါတယ်။ဒီလိုလူမဆန်တဲ့လုပ်ရည်တွေကိုလုပ်ခဲ့တဲ့စစ်ဘုံချုပ်တွေထောင်သွင်းအကျဉ်းချခံရတယ်ဆိုပေမဲ့ ိုင်ငံရဲ့အကျဉ်းသားတွေခံစားရတဲ့ဆင်းရဲဒုက္ခနဲ့နှိုင်းချင်လိုက်ရင်တော့မိုးနဲ့မြည်လို့ကွာရှားလာပါတယ်။စိုးထိုးရဲ့အပေဖြစ်သူပုံမှုချုပ်လွန်မောင်တော့ဗေဒိတွေများစွာနဲ့ကြံရစ်ခဲ့တဲ့ရဟယံပြည့်ကြမှုမှာအသက်ပေးခဲ့ရသေးတာပဲ။စိုးထိုးလိုကောင်းတကောင်လောက်ကိုစိတ်ကောင်းဆောင်ကအပြစ်ဖို့ကြောင်ထိုးတာလောက်တော့အထုတလည်းထည့်ပြောနေစီရတော့မလိုဘူးမဟုတ်လား။အာနာရှင်ဦးနေဝင်းဒီကုန်းဟာပြဘဝနဲ့မြစ်ထဲမျောပြီးဇက်သိမ်းခဲ့ရပါတယ်။ဦးနေဝင်းကိုဖျားတဆူလို့ကိုးကွယ်ပါတယ်ဆိုတဲ့ထောက်လန်းရေးလံဝတင်ဦးတော်။အ ပြည်သူကိုနှိပ်ကွတဲ့နေရာမှာဘလောက်တော်တော်သူ့ဖះလို့ကိုးကွယ်ပါတယ်ဆိုတဲ့နေဝင်းကပဲကြောင်းထိုးခဲ့ပါတယ်။အုံနေဝင်းမျိုးစေးချပေးခဲ့တဲ့ဖက်စစ်စစ်တပ်ကိုဗိုလ်ချုပ်စောမောင်နဲ့အသက်ဆက်ခဲ့ပါတယ်။ဗိုလ်ခင်ညွန့်နဲ့ဗိုလ်သားချီတို့ပေါင်းပြီးဗိုလ်စောမောင်ကိုအကြေချုပ်ချပြီးဒုချုပ်ကတက်ချုပ်ကိုအာဏာသိမ်းခဲ့ပါတယ်။လက်ဝဆောင်ထက်လာတဲ့ထောက်လန်းရေးခင်ညွန့်ကိုလည်းတန်းချွေကဖျောက်ပစ်ခဲ့ပြီးသူ့လူတွေနဲ့အစားထိုးခဲ့ပြန်ပါတယ်။အာဏာခွတ်ဆောင်ခုမှုအကြိမ်ကြိမ်နဲ့ဖက်စစ်စစ်တပ်အသက်ဆက်ခဲ့တယ်။ နောက်ဆုံးတက်အတိုင်းဝိုင်းကခေါ်တဲ့ကြောင်ရှိမင်းအောင်လိုက်တစ်စကန်းထပြီးပြည်သူအစိုးရထံကအာဏာသိမ်းခဲ့ပြန်တယ်။စစ်ကောင်းဆောင်အဆက်ဆက်ရဲ့အာဏာသိမ်းတန်တရာတွေထိုးကြွေးကန်စစ်ဗိုလ်ချုပ်တွေများစွာထဲမှာမှစိုးထုတ်လဲတအုပ်အပါဝင်အဖြစ်ညီကုန်းမလအဆုံးသတ်သွားတော့မှာလား။မင်းအောင်လိုက်ကဘလို့အတုံးချအောင်မှာလဲ။ထောင်ငါးနှစ်ဆိုတဲ့ပြစ်ဒဏ်ကသူ့လူလူအတွက်ထိုက်တန်ရဲ့လား။သူ့အကြောင်းနားဆင်နေသူပြည်သက်တွေရောဘာများထပ်မံဖြည့်ဆွက်ချင်ပါသလဲ။ဝင်ရောက်ဆွေးနွေးပြီးတမိုင်းမှတ်တမ်းရေးထိုးသွားနိုင်ပါတယ်ခင်ဗျာ။ အဆုံးထိနားဆင်ပေးတဲ့အတွက်တဝူးချင်းစီကိုကျေးဇူးအထူးတင်ပါတယ်